မင်္ဂလာပါအခုချိန်ကစပြီးတော့ဇွန်လ26ရက်နေ့တောက်ကြနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမိပါကျွန်တော်တို့ဒီနေ့လည်းဒီတိုက်ပွဲသတင်းတွေနဲ့ပဲစရမှာပါကချင်ပြည်ထဲမှာ တိုက်ပွဲတွေပြန်ပြီးတော့ဖြစ်နေပါတယ်အထူးသဖြင့်တော့ဒီကချင်ပြည်က ပမော့နဲ့ကြောက်စိမ့်ထွက်တဲ့ဖက်ကတ်မြို့နယ်ထဲမှာတိုက်ပွဲတွေဖြစ်နေတာပါဖက်ကတ်မြို့နယ်တဲကမော်ဝမ်းလေးရွာနာမှာမနေ့ကစပြီးတော့ဒီနေ့အချိန်ထိပေါ့နော်ဒီနေ့နေ့လယ်ပိုင်းလောက်အထိစစ်ကောင်စီတပ်နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တို့အကြားမှာတိုက်ပွဲတွေဖြစ်နေပါတယ်လက်နက်ကြီးလက်နက်ငယ်အတန်းတွေကိုလည်းဒီနေ့နေ့လယ်ပိုင်းထိကြားနေရတယ်လို့ဖက်ကတ်ဒေသခံအမျိုးသားတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကဖက်ကတ်ဒေသကိုထိန်းချုပ်နိုင်ရေးအတွက်အပြင်းထန်စူးစမ်းနေတာ ဖြစ်ပါတယ်စစ်ကောင်စီတပ်ဟာသူတို့လက်လွတ်ခဲ့ တဲ့ဒီဖက်ကန့်ကအမြင့်ဆုံးတောင်ဖြစ်တဲ့လမောင်ကုန်းကိုပြန်ရဖို့အတွက်ကြိုးစားနေတာလို့လည်းသုံးသပ်မှုတွေရှိပါတယ်။တစ်ဖက်မှာဆိုလို့ရှိရင်လည်းဒီဗမော်မျိုးသိန်းတိုက်ပွဲကဆက်ပြီးတော့ဖြစ်နေပါတယ်။ဘမော်မှာတော့စစ်တကဒီလေကြောင်းအပြင် drone လက်နက်ကြီးတွေတုံးပြီးတော့တိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေတာဖြစ်ပါတယ်ဂျွန်လာနောက်ဆုံးအပတ်ထဲမှာပေါ့နော်ဒီဒီရက်သက်တပတ်ထဲမှာဆိုလို့ရှိရင် Y8 ီးတော့ရှင် Y12 လေးရင်တွေတုံးပြီးတော့လက်နက်အင်အားလူအင်အားဖြစ်တင်တာတွေကိုလုပ်နေတယ်လို့ဆိုကြပါတယ်။မင်းချင်းနာတစ်ဖက်ကန်းက Y မော်မျိုးနယ်ထဲမှာဆိုလို့ရှင်လဲဂျွန်လာတတရပတ်ထဲမှာပဲဒီလေချောင်းတိုက်ခိုက်မှုလုပ်ခဲ့တဲ့အပြင်စစ်တပ်ကစစ်ရေးလှုပ်ရှားမှုတွေရှိလာနေလို့ဒေသခံတွေကတိုက်ပွဲတွေဖြစ်လာမှာကိုစိုးရိမ်နေကြပါတယ်။တိုက်ပွဲတွေနဲ့အတူစစ်တပ်ကအရက်သားတွေနေတဲ့ရဲရွာတွေနဲ့လူထုတွေကိုပိတ်မထားပြီးတော့လေချောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုဆက်ပြီး ော့လုပ်နေပါတယ်။မနေ့ကဆိုလို့ရှိရင်ဒီမိုးကုံမြို့ကိုလည်းစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံကျဲခဲ့တာကြောင့်ကလေးအပါဝင်အရတား၂ယောက်ဒဏ်ရာရခဲ့ပါတယ်။မိုးကုံမြို့ကအုံကိုင်းရက်ကွက်ကိုလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။ဒီလေချောင်းတိုက်ခိုက်မှုထဲမှာဆိုလို့ရှိရင်ကလေးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်အိမ်ငါးလုံးနဲ့ဘုံကြီးချောင်းတစ်ချောင်းထိမှန်ပျက်စီးသွားခဲ့ပါတယ်။ စစ်တပ်ကတအန်းတက်မတော် TNL ကထိန်းချုပ်ထားတဲ့မိုးကုတ်ကြောင်မင်းနဲ့နောင်ချုံမျိုးနယ်တို့ကိုဒီတရက်ကိုတမျိုးပုံစံမျိုးနဲ့ပေါ့နော်ဒီရက်ဆက်တိုက်ပေါ့ဆက်တိုက်ဆိုသလိုအာနေ့စဉ်ဘုံကျဲတိုက်ခိုက်တာတွေလုပ်နေတာဖြစ်ပါတယ်အဲဂျွန်လ24ရက်နေ့မှာကြောင်မဲမျိုးကလူစီကားတဲ့ရက်ွက်ထဲကို လေချောင်းကနေပုံကျဲတက်ခိုက်ခဲ့လို့ကလေး၂ယောက်အပါဝင်အရက်သား၄ယောက်သေဆုံးခဲ့ပါတယ်။ဒါပြင်ဇွန်လ25ရက်နေ့ဒီတရက်ထဲမှာပဲပေါ့နော်။နောင်ချုံမြို့ထဲကမြို့နယ်ထဲမှာရှိတဲ့ဒီအာနောင်လင်းပြီးတော့ နောင်အောလုံဆုံနဲ့ဒီနောင်ဖာရွာတွေမှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်အဲတိုက်ပွဲတွေကတရက်သေးအဲ့ဒီရွာတွေမှာဇက်တိုက်ဖြစ်ခဲ့တာပါဆိုတော့အဲ့ဒီတိုက်ပွဲတွေထဲမှာဆိုလို့ရှိရင်လဲစစ်တပ်က drone နဲ့အဲ drone ပုံသုံးပြီးတော့ပေါ့လေ drone ပုံ28လုံးနောက်ပြီးတော့လက်နက်ကြီးဆိုလို့ရှိရင်လဲ68လုံးသုံးပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တအန်းတက် TNL ကထုတ်ပြန်ပါတယ် ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ဒီစစ်ကောင်စီရဲ့စခန်း၉ခုကိုတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတပြိုင်တည်းတိုက်ခိုက်လိုက်ပါတယ်။မနေ့ကတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမျိုးသားညညရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ ဲ့ဒီစခန်း၉ခုကပဲခူးတိုင်းထဲမှာရှိတဲ့ဒီညောင်လေးပင်ကြောက်တကားနဲ့ဖြူမြို့နယ်အဲထဲမှာရှိတာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်စင်ရေးနယ်မြေနှစ်ကိုကဲမှုအောက်မှာရှိတဲ့တပ်တွေနဲ့ KNL အဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ် အဲ့ဒီတိုက်ပွဲတွေထဲမှာတော့စစ်ကောင်စီဘက်ကအယောက်20ထက်မနည်းတေဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင်ရဲအုပ်တယောက်အပါအဝင်ဒီစစ်တုံးမှန်း၃ယောက်ကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။တော်လိုင်းရေးပူပေါင်းတပ်တွေဘက်ကတော့ရဲဘော်တယောက်ကြာဆုံးခဲ့ပြီးတော့၂ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲတွေထဲမှာလက်နက်ခဲယမ်းတွေနဲ့စစ်သုံးပစ္စည်းတွေပေါ့နော်ဒီလက်နက်တွေကိုလည်းတင်စီရမိခဲ့တယ်လို့ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ် အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့ဒီတခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာပါပထမဆုံးနိုင်ငံတကာသတင်းအနေနဲ့ ဒီ NATO နိုင်ငံတွေဘတ်ဂျက်တူးသုံးမဲ့ကိစ္စနဲ့စပါမယ်။ NATO လို့ခေါ်တဲ့ဒီအမေရိကန်နဲ့ဥရောပနိုင်ငံတွေပါဝင်တဲ့မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကာကွယ်ရေးအသုံးစရိတ်တွေကိုဒီနိုင်ငံ GDP ရဲ့9ရာခိုင်နှုန်းအထိတိုးမြင့်သုံးဆွဲဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လာမယ့်10နှစ်ပေါ့နော်ဒီ2035ခုနှစ်မှာ NATO နိုင်ငံတွေဟာကာကွယ်ရေးတရက်အသုံးစရိတ်ကို 3.5ရာခိုင်နှုန်းအထိသုံးဆွဲမှာဖြစ်ပြီးတော့ကြံတဲ့1.5ရာခိုင်နှုန်းကိုတော့ကာကွယ်ရေးနဲ့ဆိုင်တဲ့အခြေခံအဆောက်အုံတွေမှာရင်းနှီးမြှုပ်နှံမှုတွေလုပ်ကြဖို့သဘောတူခဲ့တာဖြစ်ပါတယ်အခြေခံအားဖြင့်တော့ NATO အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်လာမှာဖြစ်ပြီးတော့တချို့နိုင်ငံတွေအတွက်တော့နှစ်ဆသုံးဆမြင့်တက်လာမှာဖြစ်ပါတယ်။ဒါဟာအမေရိကန်သမ္မတဒိုနယ်ထရမ့်ရဲ့တောင်းဆိုချက်ကိုကျေနပ်အောင်လိုက်လျောလိုက်တာလည်းဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်အမေရိကန်သမ္မတဖြစ်လာတဲ့အချိန်ကစလို့နေတိုးနိုင်ငံတွေကိုကာကွယ်ရေးအသုံးစရိတ်တွေတိုးမြင့်ဖို့တောင်းဆိုနေရတာပါနေတိုးနိုင်ငံတွေအနေနဲ့ကာကွယ်ရေးအသုံးစရိတ်နည်းနည်းလေးပဲတုံးပြီးအမေရိကန်ရဲ့အကာအကွယ်ကိုယူ နေကြတာဟာမတရားဘူးလို့လည်းသူကပြောပါတယ်တစ်ဖက်မှာလည်းဒီဥရောပနိုင်ငံတွေဟာရုရှားရဲ့ကျူးကျော်မှုအနေနဲ့အကြမ်းဖက်မှုအနေတွေကိုရင်ဆိုင်ဖို့ဘတ်ဂျက်တိုးမြင့်ခဲ့တာလို့ဆိုပါတယ်နေတိုးဖွဲ့ဝင်နိုင်ငံပေါင်း32နိုင်ငံရှိပြီးတော့ဒီဥရောပနိုင်ငံအများစုနဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်ပါတယ်ဒီတဲ့ရင်ကိုကြည့်ရှုနားဆင်နေတဲ့သူတွေထဲမှာတော့အိမ်နီးချင်းထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ပြည်သက်တွေလည်းရှိမယ်လို့ယုံကြည်ပါတယ် သူတို့ထဲမှာတော့ဒီထိုင်းဥပဒေကခွင့်ပြုလို့ဆရာကြီးလို့ခေါ်တဲ့ဒီစေကြောက်ပေါ့နော်စေကြောက်လို့လည်းခေါ်တယ်နောက်ပြီးတော့တချို့တွေကအများအားဖြင့်တော့ဝိလို့ခေါ်ကြတာပေါ့နော် ဝိကိုခုံခုံမင်းမင်းသုံးဆွဲနေတဲ့သူတွေလည်းရှိပါတယ်ဆိုတော့အခုတော့အဲ့ဒီရွှေထီဆောင်တဲ့ခေကုံလွန်သွားပြီလို့ဆိုရမှာပါထိုင်းလွတ်တော်ကဆေးကြောက်သုံးဆွဲရောင်းချတာနဲ့ပတ်သက်တဲ့ဥပဒေပြင်ဆင်ချက်တွေထုတ်လိုက်လို့ပဲဖြစ်ပါတယ်ဆေးကြောက်ကိုအယောင်းဆိုင်လေးတွေဖွင့်ပြီးတော့လွတ်လွတ်လပ်လပ်ရောင်းဝယ်သုံးဆွဲနေကြရတာကနေနောက်ပိုင်းမှာတော့တရားမဝင် ရောင်းဝယ်မှုပုံစံတွေကိုပြန်ရောက်သွားမဲ့အနေအထားမျိုးဖြစ်လာပါတယ်ဥပဒေအသစ်အရာဒီဆေးကြောက်သုံးဆွဲတဲ့သူတွေဟာဆရာဝန်ရဲ့သ ုံးဆွဲဖို့တင်ချောင်းထောက်ခံစာရှိထားဖို့လိုအပ်ပါတယ်။အယောင်ဆိုင်တွေအနေနဲ့ဆိုလို့ရှိရင်လည်းဒီလူတိုင်းကိုအယောင်ခွင့်မရှိတော့ဘဲနဲ့ဒီဆရာဝန်တွေရဲ့ထောက်ခံစာပါတဲ့သူကိုပဲရောင်းချနိုင်တော့မှာဖြစ်ပါတယ်။ဒါကြောင့်ဘန်းငွေတိမ်ပေါင်းတပေါင်းလောက်တန်ဖိုးရှိနေပြီဖြစ်တဲ့ဆေးချောက်အယောင်ဆိုင်တွေပိတ်ပစ်လိုက်ရမယ့်အခြေအနေမျိုးဖြစ်လာနေပါတယ်။ ဆရာဝန်ထောက်ခံစာမပါဘဲအရင်လိုမျိုးသုံးဆွဲနေရင်လည်းရာဇဝတ်မှုဥပဒေတွေနဲ့ပြန်လည်ပြီးတော့အရေးယူသွားဖို့ရှိနေတဲ့အကြောင်းသတင်းစကားပါကျင်ပါတယ်။ နောက်ဆုံးတစ်ပုတ်ကတော့ဒီသားအတွင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ VNM နိုင်ငံကဒီနိုင်ငံသားအဖြစ်ခွင့်ဥပဒေကိုပြင်ဆင်လိုက်တဲ့အကြောင်းကိုပြောပြချင်ပါတယ်။အရင်ကနဲ့စာရင်ဒီနိုင်ငံသားတွေအတွက် VNM နိုင်ငံသားဖြစ်ခွင့်ဟာပိုလွယ်ကူသွားတော့မှာဖြစ်ပါတယ်။ဒီဥပဒေဟာနိုင်ငံသားကျွမ်းကျင်ပညာရှင်တွေကို VNM နိုင်ငံသားဖြစ်လာစေဖို့လမ်းဖွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။ ီယက်နမ်နိုင်ငံသားဖြစ်ဖို့အတွက်ဗီယက်နမ်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင်တက်မြောက်ရမယ်။နိုင်ငံသားအဖြစ်မလျှောက်ခင်ဒီဗီယက်နမ်နိုင်ငံထဲမှာ၅နှစ်ဆက်တိုက်နေထိုင်သူဖြစ်ရမယ်။နိုင်ငံထဲမှာတည်ငြိမ်တဲ့ဘဝကိုထူထောင်သွားနိုင်သူ ဖြစ်ရမယ်ဆိုတဲ့အဲ့ဒီကန့်သက်ချက်တွေကိုပယ်ဖျက်လိုက်တာပါ။ တဖက်မှာလည်းဗီယက်နမ်နိုင်ငံသားဖြစ်ယုံတာမကပဲနဲ့ဒီတခြားနိုင်ငံသားလည်းတပြိုင်တည်းဖြစ်ခွင့်ရှိပြီးတော့နှစ်နိုင်ငံသားအဖြစ်ခံယူခွင့်ရှိတယ်လို့လည်းပြဋ္ဌာန်းထားပါတယ်။နောက်ထပ်ဖြေလျှော့ချက်တစ်ခုကတော့ဗီယက်နမ်နိုင်ငံသားဖြစ်ဖို့ဗီယက်နမ်နာမည်ရှိရမယ်ဆိုတာကိုလည်းပယ်ဖျက်လိုက်ပါတယ်ရှင်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။